ချစ်ခင်လေးစားပါတော်မိဘပြည်သူများအလုံးမဲမင်္ဂလာပါခင်ဗျာမိဘပြည်သူများခင်ဗျာအခုဆိုရင်နိုင်ငံတော်အနေနဲ့မြမအာကစားမှာကမ္ဘာအာကစားတို့တက်လန်းနိုင်ရေဆိုတဲ့မြန်မာ့ရဲ့ရည်မှန်းချက်များချမှတ်ကအာကစားအဆင့်တန်းမြင့်တင်ရေးလုပ်ငန်းကိုအမျိုးသားရေးတာဝန်တရအနေနဲ့ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ် အကစားမြင့်တင်တိဆောက်ခြင်းဟာနိုင်ငံတော်ကိုကောက်ွက်ဆောက်ရှောက်နေခြင်းဖြစ်တဲ့ဆိုတဲ့ယုံကြည်ချက်နဲ့ကြိုးပမ်းဆောင်ရွက်နေတာဖြစ်သလိုအေးချမ်းသာရပြီးခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးတိဆောက်ရမှာဒုတာဝန်အကြီးသုံးပါးကိုဦးထိပ်ထားပြီးလူမှုရေးဦးတည်ချက်၄ရက်မှာတရက်အပါဝင်ဖြစ်တဲ့တမျိုးသားလုံးကျန်းမာခြံခိုင်းရေးအတွက်အကစားကဏ္ဍဟာအဓိကကျတဲ့အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်ပါတယ်။ မိဘပြည်သူများခင်ဗျာဒီကနေ့မှာတော့2015ခုနှစ်တောင်ကြီးမြို့နယ်အာကစားနယ်ကာယပညာကော်မတီဥက္ကဋ္ဌဗလာပိုက်ကြော့ချင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုတောင်ကြီးမြို့ပြည်နယ်လေကျင်းရေးအာကစားရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ကျင်းပပြုလုပ်တဲ့2015ခုနှစ်တောင်ကြီးမြို့နယ်အာကစားနယ်ကာယပညာကော်မတီဥက္ကဋ္ဌဗလာဖိုက်ကျော်ချင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုတော့တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနယ်တကားရှမ်းပြည်နယ်အာကစားနယ်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများဌာနဆိုင်ရာများဖိတ်ကြားထားတဲ့ဧည့်သည်တို့များတိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူနေပြများအာကစားသမားများတက်ရောက်ကြပါတယ်ကနအစတဲ့ချိန်မှာတော့စစ်ကြောင်းမှုမှဥဆောင်ပြီးအုတ်ချုပ်ရည်မှုကိုအလီလူကတန်အပ်ခဲ့ပါတယ်။အုတ်ချုပ်ရည်မှုက အဲ့ဒီနောက်တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှုဦးဝေမောင်ကအပွင့်မိန်ခွန်းပြောကြားပေးခဲ့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးစစ်ကြောမှုမှဦးဆောင်ကတိုင်ပွဲဝင်အတင်းများအားကစားတက်စာအတိတ်ထံရွတ်ဆိုခဲ့ပြီးတိုင်ပွဲဝင်အတင်းများကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ဒီကနေ့ကျင်းပပြုလုပ်တဲ့တောင်ကြီးမြို့နယ်အာကစားနဲ့ကာယပညာကော်မတီဥက္ကဋ္ဌဗလာပိုက်ကြော့ချင်းပြိုင်ပွဲခန်းနာကိုစတင်ကျင်းပခဲ့ပါတယ်။ဒီပြိုင်ပွဲကိုတော့2015ခုနှစ်စက်တင်ဘာလ14ရက်နေ့ကနေ18ရက်နေ့ထိ၄ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအောက်စုပွဲစဉ်၂ရက်၊ကွာတာအကြိုနဲ့ဆီမီဖိုင်နယ်ပွဲစဉ်များကိုအဆင့်လိုက်ရှင်ပြိုင်ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ တ်ကြောချင်းရွယ်ချက်ကတော့တမျိုးသားလုံးချက်မှချက်ခံမှုလုပ်တဲ့ပွဲ။နောက်ကျွန်တော်တို့ဒီအဖွဲ့နဲ့ကစားတဲ့အတွက်ပူပေါင်းဆောင်ရွက်မှုပူပေါင်းဆောင်ရွက်မှုတောင်းနေတောင်းနားလည်မှုရှိမှု။နောက်ကိုခန္ဓာချက်ခံကောင်းမှုမလေးကျင်မနဲ့မရတဲ့အကြောင်းလေးကျင်ပြီးကစားမှတောင်းနေတောင်းအပေးယူမြတာဖြစ်ပြီးမှအောင်မြင်မှုရနိုင်တဲ့အကြောင်း။အော်တူတူရောက်ကောင်းနဲ့ရတဲ့အားစားဖြစ်တဲ့အတွက်သုံးအောင်ကစားမယ်သုံးလို့ကောင်းမှ ဒါအောင်မြင်မှုရတဲ့ဆိုတဲ့အကြောင်းအဲဒါကျွန်တော်ပိုက်ချော်ချက်မှာတော့အဓိကချက်ကတော့အဲအမောခံနိုင်ရမယ်နော်ကုလို့တဲ့ဘာတရက်ကိုကျောင်းအချင်းချင်းကစားနိုင်ရမယ်နောက်ခံလဲနောက်ခံရဲ့ဒါသူ့ရဲ့တောင်းကိုသူကထမ်းဆောင်နိုင်ရမယ်နော်ဘယ်ဘယ်လဲဘယ်ညာလဲညာပေါ့တက်စစ်စင်နာဆက်ခန်းစစ်စင်နာဆက်အဲပူပုံမှအောင်မြင်မှုရနိုင်တဲ့အာဇာနည်ဖြစ်တယ် ပိုက်ကြော်ချင်းပြိုင်ပွဲမှာ3ရောက်တွဲနဲ့2ရောက်တွဲအမျိုးသား2မျိုးနဲ့ပွဲစဉ်ပေါင်း22ပွဲကိုအုပ်စုအားစုခွဲကပိုက်ကြော်ချင်းအသင်း73တင်းပါဝင်ရှင်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်ခင်ဗျာဒီအာဇာနီယကျွန်တော်တို့ဒီစလိတ် တော့အဲ့တော့မူရစ်ဆေးဝါတော့အဲ့ဒါမလုပ်တဲ့လူနဲ့အဲ့ဒါလုပ်တဲ့လူနဲ့ရှင်ခဲ့တော့မတော့တဲ့လူကအဲ့လိုမူရစ်ဆေးဝါတွေမလုပ်တဲ့လူတွေအဲ့တိစားမတော့တဲ့လူကဟောမင်းမူကြတာပေါ့ဒီပြိုင်ပွဲရွေချက်ကကျွန်တော်တို့လူရွေးမယ်ရွေးပြီးတော့ဆမ်မင်းနဲ့ဝန်ကြီးချုပ်ဖလားမှာဝင်ပြိုင်ဖို့ကျွန်တော်တို့ကဒီတည်းကနေလေယူစဉ်ထူးချွန်ထမြက်တဲ့အားသာသမား၅ဦးရွေးမယ်ရွေးပြီးတော့မှအဲ့ကျွန်တော်တို့ဆမ်မင်းနဲ့မြို့နယ်လိုက်35တန်းတော့ရှိမယ်အဲ့ဒီမှာဝင်ပြိုင်မယ် မြဘပြည်သူများခင်ဗျာညမအာကစားအဆင့်တန်းတိုးတက်အောင်မြင်လာရေးကိုရှေးရှုပါအခုလိုအာကစားပြိုင်ပွဲကျင်းပစေခြင်းဖြင့်ဒေသခံပြည်သူများစိတ်ဝင်စားမှုမြင့်တက်လာစေပြီးမိမိဒေသအတွက်နောက်တစ်ချိန်မှာထူးချွန်ပြီးအခြေချင်းပြေဝတဲ့မျိုးဆက်တဲ့အာကစားသမားများစွာကိုမွေးထုတ်ပေးသွားနိုင်မှာပဲဖြစ်ပါတယ်ဒီစီစဉ်ကိုတော့ Skynet တောင်ကြီးဘီရိုကတရင်ရယူရိုက်ကူတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ကြီးစုပေးကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ